ကျွန်တော်လိုချင်တဲ့ idea ကဓာခွဲကန်တစ်ခုရှိမယ်။ဘယ်ဘက်မှာကွန်ပျူတာနဲ့တခြားပစ္စည်းတွေရှိမယ်။ညာဘက်မှာကစမ်းသပ်နေတဲ့ဖန်ပြောင်းကြောင်ကြီးနဲ့စက်ပစ္စည်းတွေ။အလယ်မှာကအဓိကဆံရံနေရာကြီးတစ်ခုထားမယ်။ပြီးတော့ background ရဲ့တစ်ဖက်တစ်ချက်စီမှာပိုလီမိုလီစက်ပစ္စည်းတွေရဲ့စောင့်ကြည့်နေတဲ့ကင်မရာတစ်လုံးလဲထားမယ်။အဲဒီတော့အစင်းမြင့်တဲ့ရခွဲစမ်းသပ်ကန်ကြီးတစ်ခုရတာပေါ့ဗျာ။ မင်္ဂလာပါအလူစရရှင်းဘိုင်မီချန်နယ်ကနေကြိုဆိုပါရစေလောလောဆယ်တော့ကျွန်တော်ဟိုချစ်ဒီချစ်လုပ်ပြီးတော့ပုံညာလေးကိုအရင်ဆုံးဆွဲလိုက်ပါတယ်ဒီပုံထဲမှာပါတဲ့အရာတွေကိုကြည့်လိုက်ပါဘာတွေတတိထားမိလဲဗျပုံထဲမှာပါတဲ့အရာတွေကကျွန်တော်လုပ်ခဲ့တဲ့၄ချိန်ကန်1 2 3တဲက မြေးချောင်းတွေ၄တောင်ပေါက်အဝိုင်းစလင်ဒါအဲ့ဒီပုံစံတွေနဲ့ဆွဲထားတာဗျတေချာတတိထားကြည့်ရင်သိပါတယ် Busy drawing ၄ချိန်ခန်းနဲ့ပုံစံမျိုးတွေနဲ့ perspective သူ့နေရာနဲ့တူလိုက်ဖက်အောင်ထားပြီးတော့ဆွဲထားတာပါဒါကြောင့်ကျွန်တော်ရဲ့၄ချိန်ခန်းတွေကဆဆချင်းမှာဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့တတိချာချာလေ့ကျင့်မယ်ဆိုရင်ပုံတွေကို င်ပြေပြေဆွဲနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးများကာလာသီယိုရီလိုက်တင်တွေရှယ်တို့တွေမသိရင်တော့မှပဲ live at အနေနဲ့တက်တက်ရဲရဲနဲ့လှတော့အောင်ဆွဲနိုင်ပါတယ်။ဟုတ်ပါပြီ။အခုဆွဲနေတဲ့ပုံကြောင်းကိုပြောရရင်တော့အရှိမပြောခဲ့သလိုပဲအစင်းမြင့်နဲ့စမ်းသက်ကန်တစ်ခုကိုဆွဲမှာဖြစ်ပါတယ်။ ဘာရီအစိမ့်မြင့်လဲဆိုတော့ကျွန်တော်လည်းမသိပါဘူးသူ့မှာခင်မီတဲ့ပစ္စည်းတွေရောင်ကြီးတွေဖန်ပြုံတွေဓာတ်ကြိုးအကြီးတွေပါတော့အစိမ့်မြင့်တာပေါ့ဗျာဟုတ်တယ်မလား Wow, incredible. ကဲကဲပုံစံရလေးပဲဆက်ပါမယ်။အခု basic အရောင်တွေကိုသူ့နေရာနဲ့သူသူနဲ့သက်ဆိုင်တဲ့အရာဝတ္ထုတစ်ခုချင်းစီမှာ live ဖြည့်တဲ့ process ဖြစ်ပါတယ်ဗျ။ ဒီပုံထဲမှာကပစ္စည်းတွေအများတော့တခုချင်းစီဆွဲတဲ့အခါချိန်တော့ပေးရပါတယ်ဆွဲတဲ့ပုံစံတွေကတိတ်ပြီးတော့မထူးဆန်းဘူးဆိုပေမဲ့ဒီလိုပဲတည်တည်မွမွလေးတွေဆွဲပြီးတော့ပုံလှသွားအောင်ဆွဲရတာဖြစ်တာကြောင့်ပြီးကံပြီးတော့ကြည့်ပေးကြပါအောင်ကျွန်တော်ရဲ့ channel အကြောင်းကိုလည်းပြောပါဦးမယ်ကျွန်တော်ရဲ့ channel က လူစထရေးရှင်းနဲ့ပတ်သက်တာတွေဘဝဥဒ္ဒတွေပုံဆွဲပြတဲ့ဗီဒီယိုတွေကိုတင်သွားမှာဖြစ်ပါတယ်အခုနောက်ပိုင်းမှာလဲကျွန်တော်နဲ့အတူ drawing လေးချင်ကန်းတွေကိုအတူတူလုံးနိုင်ဖို့အတွက်လေးချင်ကန်းဗီဒီယိုတွေကိုလည်းတင်ထားပါတယ်ခင်ဗျာဒါကြောင့် illustration တွေကိုသဘောကျလို့ပဲဖြစ်ဖြစ် drawing တွေကိုစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်ဒီဗီဒီယိုရဲ့ညာဘက်တောင်းကပုံလေးကိုနှိပ်ပြီးတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားလို့ရပါတယ်ကျမ်းမြင်တဲ့ background texture တွေကိုဆွဲပြီးသွားတဲ့အခါမှာပုံထဲမှာပါတဲ့အရာဝတ္ထုတွေကိုသူ့ပုံစံလေးတွေပေါ်သွားအောင်လို့လိုက်ပြီးတော့ဆွဲမှာဖြစ်ပါတယ်။တကူချင်းစီလိုက်ပြီးတော့ဆွဲရတာဆိုတော့ ချိန်နည်းနည်းကြာသွားလို့ပြင်းနေပြီဆိုရင်လေဗီဒီယိုကိုနည်းနည်းစီကြော်ပြီးတော့ကြည့်ကြပါဦးဗျာဒါပဲရှိတော့တာ ခုကဆက်ပစ္စည်းတွေရဲ့ပုံစံပေါ်သွားအောင်လို့ဒေါင်လေးတွေမှာအလင်းရောင်ထိတဲ့ပုံစံမတူတဲ့အယောင်တွေပေါ့ဗျာအဲ့လိုမျိုးလေးတွေကစားတာပေါ့ဗျာကျွန်တော်ဒီပုံဆွဲဖို့အတွက်ဘလို့စိတ်ကူးမိသွားလဲဆိုတော့အရင်တော့ကျွန်တော်ဒီလိုပုံစံမျိုးတစ်ခုဆွဲဘူးတယ်ဗျအဲ့ဒီပုံကိုကျွန်တော်ပြန်ကြည့်မိပြီးတော့အရင်ပုံထက်ပိုလှောက်အောင်လို့ online အနေ reference တွေကိုလိုက်ပြီးတော့လေ့လာတယ်။အဓိကကတော့စက်ပစ္စည်းတွေပေါ့ဗျာ။အဲ့လိုစက်တွေရဲ့ပုံစံတွေနောက်တစ်ခုကအယောင်ဒီလိုစမ်းသက်ခန်းတွေမှာပါတဲ့အယောင်တွေကခက်အုံအုံမိုင်းမိုင်းနဲ့ saturated ဖြစ်တဲ့အယောင်တွေပေါ့နော်။အဲ့လိုတောက်တောက်လေးတွေဖြစ်နေတဲ့ရောင်ကြီးလေးတွေလည်းပါတာပေါ့။အဲ့ဓာရီရဲ့မှုကိုဝင်အောင်ဆွဲမယ်ဆိုပြီးတော့ဒီပုံကိုဆွဲပြစ်သွားတာဖြစ်ပါတယ်။ ။မူးကတော့ဝင်ဝင်တော့မသိဘူး။ဒီပုံဆွဲပြီးတဲ့အခါမှာမရှင်းနေရဲ့ဖောင်ပုံစံကိုဒီထက်ပိုးပြီးတော့ဆွဲနိုင်မှုအတွက်လေ့ကျင့်ခြင်းသိမ်းတော့ဖြစ်သွားတယ်။လေ့ကျင့်ခန်းဗီဒီယိုလေးနောက်ပိုင်းလုံးဖြစ်အောင်မထင်ပါနဲ့။ဆက်ရံပေါ့ဗျာ။ ဆက်ပြီးတော့ပုံမှာကိုလိုချင်တဲ့ focal point နဲ့ကြည့်ရတာအဆင်ပြေဖို့အတွက်အားလုံးကို share လို့လိုက်ပြီးတော့ဖြေပါမယ်အဲ့လိုဖြေလိုက်တဲ့အခါကျတော့မှပုံကကြွလာပြီးတော့ကြည်ကောင်းသွားမှာပါအဲ့ဒါကိုဆက်ပြီးတော့အားဖြေဖို့အတွက်က highlight တွေကိုနောက်ဆုံးထည့်လိုက်ရင်ပုံကတော်တော်လေးလာသွားမှာဖြစ်ပါတယ်ဒီပုံကိုဆွဲပြီးသွားတဲ့အခါမလုပ်ချင်သေးလေဆိုတော့ ကျွန်တော်ရဲ့ဗီဒီယိုအရှိမပါတဲ့ intro ကိုတည်ထားမိမယ်ထင်တယ်။အဲဒီ intro ရဲ့ background နေရာမှာအခုဆွဲနေတဲ့ lab ကံပုံကိုတုံးဖို့စဉ်းစားထားပါတယ်။ခဲဖြစ်မှာတော့နောက်လာမယ့်ဗီဒီယိုမှာပေါ့ဗျာ။ My mama ဆိုတာကတော့နောက်လာမယ့်ဗီဒီယိုမှာကြည့်ပေးကြပါဦးခင်ဗျာ။诶。Okay. အခုအစားပြီးတော့ရောစရာကြီးလည်းအများကြီးမရှိတော့ပါဘူးပုံပဲပြီးအောင်ဆက်ဆွဲလိုက်ပါတော့မယ် အခုနောက်ဆုံးအနေနဲ့နိုင်ရန်ပုံလေးတွေပေါ်တော့အောင်ဆွဲပြီးသွားရင်တော့ကျွန်တော်ဆွဲနေတဲ့အစင်းမြင့်တကွဲကန်ပုံကပြီးပါပြီခင်ဗျာအမှန်တော့ဗီဒီယိုကဒီလောက်ရှိမယ်လို့မတင်ခဲ့ပါဘူးဒါပေမဲ့ပုံကိုအသေးစိတ်လောက်အောင်လို့ဆွဲရင်းဆွဲရင်းနဲ့ဗီဒီယိုကနည်းနည်းရှည်သွားပါတယ်အဆုံးထိကြည့်ပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ပုံဆွဲပြတဲ့ဗီဒီယိုတွေ လေးချိန်ခန်းဗီဒီယိုတွေနဲ့အတူပြန်တွေ့ကြပါဦးမယ်ခင်ဗျာအားလုံးပဲ bye bye